ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါရစေလီဗာပူးတင်းရဲ့ဘက်ကတော့ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဖလားရတာနဲ့တင်လုံးဝရက်တန်းဖို့မရှိဘဲနဲ့လာမယ့်ရာသီမှာတက်နိုင်နေများဆိုသလိုဖလားတွေအကုန်သိမ်းကျုံယူဖို့ကြိုးပမ်းနေတဲ့ချိန်တိုက်စစ်မှာလည်း quality striker ဖြစ်တဲ့ Alexander Isak ကိုအစားထိုးဖို့အတွက်ကြိုးပမ်းနေတယ်ဆိုပြီးတော့ report တွေကတောက်လျှောက်ဖော်ပြနေပါတယ် Florian Vies ကိုပေါင်သန်း100ကျော်နဲ့ခေါ်ခဲ့အပြီးမှာ official တော့ကျင်နေတယ် နောက်ထပ်တိုက်စစ်နေရာမှာလည်းသူတို့ကပေါင်တန်းယာကြီးထက်ပြီးတော့တုံသွားဖို့အတွက်ပြင်ဆင်ထားနေသေးတယ်ဆိုတော့ဒီ new cassette new cassette ရဲ့ဘက်ကတော့သူတို့အနေနဲ့ဒီကစားမဖြစ်သူကိုလွယ်လွယ်ကူကူနဲ့လက်လွတ်ဖို့ကျွန်တော်စင်တာမရှိဘူးဒါပေမဲ့ liver ဦးင်းရဲ့ဘက်ကလည်း tight တန်နဲ့တန်ကြီးတော့ပြီးသွားဖို့ရှိတယ်ဆိုတော့ကျွန်တော်သတင်းတွေတော့ထွက်လာတယ်ဆိုတော့ alexander isak ကို liver ဦးင်းရဲ့ဘက်ကခေါ်ဝေးကျူးပန်းနေတယ်တကယ်ဒီအပြောင်းအရွှေ့ဖြစ်လာနိုင်သလားပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါဆိုတော့သတင်းအရကျွန်တော်တို့ထပ်ကြိုအရင်လီဗာပူးကညီကတို့တိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရာသီမှာချန်ပီယံဖြစ်တယ်ဆိုတော့ဒီຫນွေမှာအရာနဲ့ညက်တက်မနေပဲနဲ့အပြောင်းလဲလှုပ်ဆရာရှိတာအားဖြည့်ဆရာရှိတာတွေကိုသူတို့ကျူးပန်းနေတယ်နံပါတ်1အနေနဲ့အာနိုးကိုသူတို့အလွတ်နဲ့လက်လွတ်လိုက်ရတယ်ဒါပေမဲ့ကလပ်ဝေါကတ်အမီဒီ Real Madrid ကလိုချင်တာဖြစ်တဲ့အတွက်စေတန်းသူတို့ရလိုက်တယ်သူ့နေရာမှာကျွန်တော်ပေါင်29.5သန်း30ပေါ့ဗျာပေါင်သန်း30နဲ့ ဂျာမန်ဖရင်ပေါင်လိုကစားမမျိုးကိုအစားထိုးတယ်။ဒါအပြင်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီပေါင်သန်း100အရင်ဆုံးပေးရပြီးတော့နောက်ထပ်ပေါ့နော်။သန်း20လောက်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီဟာ add-on စီပေးရမယ် Florian VS ကိုလည်းသူတို့ခေါ်ထားပြီးတော့ဆန်ဂျင်တင်ဂျီဒီဘာဒီနဲ့ကိုသူတို့ကခေါ်ထားတာ။ဆိုအရာနဲ့တင်ကိုပဲလေပါဦးတင်းကရက်တန်ဖို့မရှိသေးဘူး။ဘယ်နောက်ခံလူနေရာမှာလဲကျွန်တော်တို့ဒီ Milo Gagas ကိုသူတို့ကဒါခေါ်ဖို့အတွက်လုံနေသေးတာ။ဒီအပြောင်းရွှေ့ကလည်းမကြခင်မှာပဲပေါ်လာမယ့်အခြေအနေမျိုး ဆိုတော့တိုက်စင်မှာသူတို့ရဲ့အားကိုးရပါတယ်ဆိုတဲ့ဒါဝင်နူးနက်စ်ကိုတိတ် ပြီးတော့အားရကြည်နေခြင်းမရှိဘူးဆိုတော့အဲ့ဒီကစားမကိုလက်လွတ်ပြီးတော့တိုက်စင်မှုစစ်စစ်တယောက်ကိုလီဗာပူးအသင်းကပြန်အစားထိုးဖို့ကြိုးပမ်းနေတယ်အဲ့ဒီထဲမှာမှာအလက်ဇန္ဒားအီးခ်ဆက်ဒီလီဗာပူးအသင်းရဲ့ကျွန်တော်တို့ဒီလုံးဝပါနော်ဒီထိတ်တန်းပြစ်မှတ်ပြစ်ကျွန်တော်တို့ပေါ်လာတာပြဿနာကဒီကစားမကလွယ်လွယ်ကူကူနဲ့တော့လီဗာပူးအသင်းရနိုင်မှုမရှိဘူးတန်ဂျီနင်းနေနဲ့တော့လေဘာဦးသိန်းကျွန်တော်ရနိုင်မှုမရှိဘူးပြီးခဲ့တဲ့ရာသီကအီဆက်ကတကယ်ကောင်းတဲ့ performance တွေပြထားတယ် သွင်းကိုတွေဖန်တီးမှုတွေပြင်သူ့အနေနဲ့လီဗာပူးသင်းနဲ့တွေ့တိုင်းနဲ့ဒုက္ခပေးနိုင်ခဲ့တဲ့ခြေသွမ်းမျိုးတွေပြတာတော့လီဗာပူးသင်းဟာဒီကစားသမားဖြစ်သူကိုပို့ပြီးတော့အစားထိုးခြင်းနေတာဆိုတော့နျူကာဆယ်ရဲ့ဘက်ကကျွန်တော်ကြည့်ရရင်နျူကာဆယ်ကဒီကစားသမားကိုနံပါတ်1လွယ်လွယ်ချင်းစိမ့်မရှိဘူးလွယ်လွယ်ချင်းစိမ့်မရှိဘူးဆိုတဲ့နေရာမှာလွယ်လွယ်ကူကူလွယ်လွယ်ချင်းစိမ့်မရှိဘူးပေါ့နော်ဒါအပြင်ချန်ပီယံစ်လိဝင်ခွင့်လည်းနျူကာဆယ်ကရထားတယ်ဆိုတော့လီဗာပူးသင်းရဲ့ဘက်ကငါတို့ချန်ပီယံစ်လိဝင်ခွင့်ရတယ်ဟေ့ဆိုတဲ့အရာနဲ့သူတို့ဆွဲဆောင်လို့မလွယ်ဘူး တော့ Newcastle အနေနဲ့တခုရှိတာက Newcastle ဟာကျွန်တော်တို့ဒီဘယ်လို FFP စီးမင်းတွေဘာတွေကိုသူတို့ကမနော်တော်တော်လေးကိုတိုင်ပတ်နေတယ်တိုင်ပတ်နေတယ်ဆိုတော့သူတို့ကစားမရောင်းရလီကောင်းလီပဲဘသူပဲရောင်းရောင်းပေါ့နော်ကစားမအပြောင်းရွှေ့ကနေပြီးတော့ဝင်ငွေရလီကောင်းလီပဲဆိုတော့ exact ဒီ Newcastle ရဲ့ဘက်ကလက်လွတ်ဖို့ဆိုရင် ပေါင်တန်း150အထိကိုလိုချင်နေတယ်ပေါ့တန်း150ရမှ Alexander Isak ကိုလက်လွတ်ဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါသတင်းတွေကတောက်လျှောက်ဖော်ပြနေတယ် ဆိုတော့နေပါဦးတင်းရဲ့ဘက်ကတော့ပေါင်သန်း150ပေးဖို့တော့စန္ဒမရှိဘူးဒါပေမဲ့အရင်ဆုံးတော့ပေါင်သန်း100ကနဦးကန်လန့်မှုတွေလုတ်သွားမယ်ပြီးမှကျန်တဲ့အရာတွေကိုကျွန်တော်တန်း90ထိတော့မဟုတ်ဘူးပေါ့ဗျာတော့ကျွန်တော်10သန်း15သန်းဝန်းကျင် add ons အဖြစ်ကျွန်တော်ပေးသွားဖို့ရှိတယ်ပေါ့ဒါကလက်ရှိတရင်းနေအရာကျွန်တော်ထွက်လာတဲ့အရာဆိုတော့ဘယ်လိုပြောရမလဲဒါဒါဖြစ်နိုင်ချေရှိလားပေါ့ဖြစ်နိုင်ချေရှိလားဆိုတဲ့နေရာမှာတော့အပြောင်းရွှေ့ကာလာရှိနေတယ်ပြီးကျွန်တော်ဘာမှတည်ကြတာမရှိဘူးဘောနော်ဖြစ်လာနိုင်တာလည်းရှိတာပဲ ဖြစ်လာခြင်းမှလည်းလာမှာပဲဒါပေမဲ့လို့လီဗာပူးသင်းဟာငွေကြီးပိုင်းအရတတ်နိုင်တဲ့အသင်းဖြစ်တယ်လက်ရှိပရီးမီးယားလိချန်ပီယံဖြစ်တယ်လို့ချန်ပီယံစိတ်တည်လေလာမယ့်ရာသီမှာမှန်ကန်ရှိမှန်ကစားရတော့မယ်ပြိုင်ပွဲတိုင်းကိုသူတို့ကဖလားတွေရဖို့အမှန်ကန်ကြိုးပမ်းနေတဲ့အချိန်မှာတက်ထန်ဒီများသူတို့လူစင်းနေအားပြဖို့လုပ်နေတယ်ဆိုတော့လီဗာပူးသင်းဟာဒီအခွင့်အရေးကိုလက်လွတ်ခံခြင်းမှလက်လွတ်ခံမှာ เนาะမန်ချက်စတာစီးတီးတို့ဘာလို့မှအီဆက်လို့တိုက်စင်မှုတွေကျွန်တော်ရှိနေတယ်လီဗာပူးတင်းမှာဒါဝင်နူးနက်စ်နဲ့ဖြတ်သန်းနေရအဆောက်ပြပါတယ်စီးတီးမှာဟာလန်တို့ကစားမားတွေရှိနေတယ်ဒါပေမဲ့လီဗာပူးတင်းမှာဒီနူးနက်စ်တို့နဲ့နေဖြတ်သန်းနေရပြီးတော့ဆာလာလိုတောင်မန်ကစားမားကိုပဲ twin go ဖန်တီးမှုတွေအားကိုးနေရတာဟာလီဗာပူးတင်းအနေနဲ့အပြောင်းလဲလုပ်ချင်လုပ်မှာပဲဒါအပြင်လီဗာပူးတင်းရဲ့ဘက်ကဆာလာဟာအသက်30နဲ့တော့2နှစ်လောက်ကိုကျော်လာပြီဆိုတော့နောက်ထပ် twin go တွေနဲ့ပတ်သက်လို့တောင်ဝင်ယူနိုင်မဲ့ကစားမားတွေကိုသူတို့ဖြည့်ဖို့အကျိုးပေးမှာပဲအဲကြောင့် e set ဒီဒီအဖြေတွေကိုလုံးဝ ပေးနိုင်တဲ့ကစားသမားမျိုးဒါပေမဲ့လို့ဗောနော်နောက်ထပ်လေဘာဦးသင်းနေတဲ့ဒီຫນွေမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲ record breaking ဖြစ်စီမဲ့အပြောင်းအရွှေ့တကူသူတို့ထပ်ပြီးတော့ကျူးမန်းပါအောင်မလားအဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့တိတ်ပြီးတော့လွယ်တော့မယ်လို့ကျွန်တော်မထင်ဘူးအပြောင်းအရွှေ့ဗောနော်ကျွန်တော်တို့ဒီယာဒီတခုထဲမှာကျွန်တော်တို့ဒီဟိုက break ဒီ record breaking ဖြစ်စီမဲ့အပြောင်းအရွှေ့နှစ်ခုကိုတပြိုင်တည်းလှုပ်ဖို့ဆိုတာမျိုးကတော့မလွယ်ဘူးမလွယ်ဘူးပေါ့နော်ဆိုတော့ Florian VS ရဲ့အပြောင်းအရွှေ့လေသူတို့လုတ်ပြီးပြီ ော့လက်ရှိကျွန်တော်နေ ISET ရဲ့အပြောင်းရွှေ့မှာလည်းကျွန်တော်ပူပြီးတော့ခဲရင်နိုင်တယ်တခုရှိတာက Florian VS တဲ့ပူပြီးတော့ဒီအပြောင်းရွှေ့ကခဲရင်နိုင်တယ်ဘာလို့လဲဆိုတော့ Newcastle ဖြစ်နေလို့ပါဟိုဂျန်နစ်ဂဇာမာကပြည်ပပြိုင်ဘက်တီးကနေခေါ်တာဖြစ်တဲ့အတွက်အဆင်ပြေသေးတယ်ဒါပေမဲ့ပြည်တွင်းကလပ်တွေဘက်ကခေါ်ရဆိုရင် Newcastle ကလွယ်လွယ်ကူကူနဲ့လက်လွတ်မှာမဟုတ်တော့ဘူးတခုရှိတာက Newcastle ဒီပတ်စံအရာချမ်းသာတဲ့အသင်းတွေမှာပါတယ်ဒါပေမဲ့သုံးဆွဲနိုင်မှုအခြေအနေက FFP စီမီနေ PSR rules တွေအရ ကိုတင်းရဲ့ကစားသမားကိုရောင်းချတဲ့ငွေပမာဏပေါ်မူတည်ပြီးတော့သူတို့ကအဆင်ပြေပြေရှိမှာတနူကာဆယ်နီနဲ့လည်းပေါ့နော်တန်းတရာလောက်ရတယ်နဲ့လွယ်လွယ်ကူကူလည်းလုံးလိုက်မြေလို့မထင်ဘူးသူတို့ပြောတဲ့တန်းတရာ50လိုချင်တယ်တန်တရာ90လိုချင်တိုင်းမျိုးလို new လေပောက်တင်းရဲ့ဘက်ကတော့ရော့ကွာဆိုပြီးတော့150ပေးချင်မှပေးမှာခုနကပြောသလိုတန်တရာအရင်ဆုံးကမ်းလမ်းမယ်ပြီးတာနဲ့ပေါ့နော်ပြောင်းရွှေ့ဒီကစားမရဲ့စွမ်းဆောင်ရည်တွေပေါ်မူတည်ပြီးတော့10တန်းမြင့်10တန်း15မြင့်15တန်းမြင့်15တန်းပေးမယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ် အခုရှိတာက new new castle ကလည်းအဲ့လိုဆိုလက်ခံမလို့ကျွန်တော်မထင်ဘူးပြောင်းရွှေ့ကြီးအနည်းဆုံးတန်150လိုချင်တယ်ဆိုတဲ့အခြေအနေမျိုးမှာတန်150ဆိုရင်တော့လေပေါင်းတင်ပါကခေါ်ဖို့မရှိဘူးဆိုတော့ဂျားထဲမှာသူတို့တကယ်သာဆွေးနွေးရင်အပြောင်းရွှေ့ကဖြစ်သွားနိုင်စွမ်းရှိတယ်စဉ်းစားကြည့်ပြနောက်တန်းမှာဆိုလို့ရှိရင်ဘန်ဒိုက်လိုလက်ရှိကမ္ဘာအကောင်းဆုံးနောက်ခံကစားမတွေကတယောက်ရှိတယ်ကိုနာလေးကျွန်တော်ရှိမယ် frame ပေါင်းကိုအစားထိုးထားတဲ့ carcass လေးရောက်လာတော့မယ်နော်ဆန်နာဘက်နောက်တန်း၄ယောက်မှာ၂ယောက်လောက်ကိုသူတို့ကပြင်ဆင်ပြီးသွားပြီး ကွင်းလင်မှာဆိုလို့ရှိရင်လည်းကောင်းပါတယ်ဆိုတဲ့ကွင်းလင်မှာ Florian Vies လို့ကစားမမျိုးကိုထက်ပြီးတော့ထည့်မယ်။ဒါအပြင်တိုက်စစ်ကပေါ့နော်။ဆာလာဆက်နေမယ်တရင်တူထားတယ်။ကိုဒီကပူကျွန်တော်တို့ရှိမယ်။ Nunes ကိုအပြောင်းလဲလုပ်ပြီးတော့ Isak ကိုသာထည့်လိုက်မယ်ဆိုရင် Liverpool တင်းရဲ့လူစရင်းကြီးကတော်တော်ကြီးကိုပရီးမီးယားလိမာရင်မဟုတ်ပဲနဲ့ဥရောပမာရင်ကိုတော်တော်ကျွတ်စင်အချိန်ကြီးရောက်သွားမယ့်အချိန်ကြီးမျိုးမှာရှိတယ်။အဲ့ဒီအတွက်လည်းကုန်ကြမယ်စရိတ်ကမနေဘူး။ကျွန်တော်တို့ပေါ့နော်။တန်120ကြော်မယ်ဆိုရင်လီဗာပူးတင်းကဒီအပြောင်းအရွှေ့ကိုထက်ပြီးတော့ ကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးညူကာဆယ်ရဲ့ဘက်ကလည်းတန်း100လောက်နေတော့လက်လွတ်လိမ့်မယ်လို့ကျွန်တော်တို့မယူဆဘူးအာနီစလော့တွေတော့အမှန်ကန်အစားထိုးမှုတွေလေဘာဦးသိန်းကလှုပ်ပေးနေတာကကောင်းတဲ့အရာပါတော့လေဘာဦးသိန်းနေနဲ့ပြီးခဲ့တဲ့ရာသီအောင်မြင်လို့ဆိုပြီးတော့အဲ့ဒါနဲ့တင်တာယာနေလို့သူတို့မရဘူးပေါ့နော်လက်ရှိအသင်းကအကောင်းဆုံးအချိန်ဖြစ်နေတဲ့နေ့အချိန်မျိုးမှာဥရောပမှာတက်နိုင်နေများဆိုပြီးတော့အောင်မြင်မှုတွေရဖို့သူတို့ကြိုးပမ်းမယ်ကျွန်တော်ဥရောပကိုကျွန်တော်ကြည့်ရင်လေဘာဦးသိန်းတို့အောင်မြင်မှုရဖို့ကမခဲရင်ဘူး ။ဘာလို့လဲဆိုတော့ဥရောပကလပ်တင်းတွေကိုကျွန်တော်လိုက်ကြည့်တဲ့အခါချန်ပီယံဖြစ်သွားတဲ့ PSG မှာဆိုလို့ရှိရင်လေဗာကူးစင်ရှင်ကစားနိုင်ဆိုရင်ကျွန်တော်ရှိခဲ့တာပဲ။ဒါအပြင်ပရီးမီးယားလိပြိုင်ပွဲအာဆင်နယ်ကျွန်တော်ရှိမယ်။နော်ဟိုဘက်ကရီယယ်မက်ထရစ်တို့ဘာလို့ကကြာနေတာဗျာ။ဘာစီလိုနာတို့ဘာလို့ကကောင်းမိမယ်လို့အတွေ့အကြုံတွေကျွန်တော်လိုအပ်နေသေးတယ်။ဒါတွေကိုကြည့်ရင်ဥရောပအောင်မြင်နိုင်ကြီးဟာလေဗာကူးစင်နေနဲ့အချင်းဒီပူကောင်းလာပြီ။ဆိုတော့အဲ့ဒီတည်းကဒီလို e-set တို့လိုကစားမမျိုးတွေကိုအစားထုတ်မယ်ဆိုရင်လည်းပဲအများကြီးဖြစ်တဲ့နေရလေဘာဦးတင်တာအများကြီးပိုကောင်းနေဆိုလို့ရှိရင် e-set ကခေါ်ခေါ်တင်နေတယ်မှာပါတယ် ဒါပေမဲ့တန်း150နဲ့ကျတော့အပြောင်းရွှေ့ဖြစ်ပါမလားဒီ Newcastle ဘက်ကတော့အဲ့လောက်ရလေကောင်းလေပဲဒါပေမဲ့လို့တန်150မှာ150မဟုတ်ရင်တော့လက်မခံဘူးဆိုတဲ့အခြေအနေမျိုးလည်းဖြစ်ချင်မှဖြစ်မယ်ဆိုတော့ New Liverpool ပြိသက်တွေရောတခြားပြိသက်တွေရောဘယ်လိုမြင်ကြလဲ Liverpool အင်းနေနဲ့ Easter အတွက်တန်150ဒီ3အင်းနေလို့ညီကိုတို့ထင်ကြလားဆွေးနွေးကြပါတော့အားလုံးကိုချစ်သူများကြီးတို့ပါ